ပရိသတ်များအားလုံးနဲ့မင်္ဂလာပါခင်ဗျ။ Sport Eduzi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်။အခုတင်ဆက်ပေးသွားခြင်းတဲ့သတင်းကတော့ Newcastle ကိုဝမ်ဘလီမှာရှုံးပြီးဖလားတစ်လုံးပလုံသွားခဲ့ပြန်တဲ့ Liverpool နဲ့ Newcastle တို့ရဲ့ပွဲပြီးသုံးသက်ချက်ပဲဖြစ်ပါတယ်။တနင်္ဂနွေနေ့ညမှာအရှင်ပြိုင်ကစားခဲ့တဲ့ Liverpool နဲ့ Newcastle တို့ရဲ့ Carabao ဖလားပေါ်လူပွဲမှာနှက်ကြားတွေကထင်ကြီးပွဲခြေစွမ်းပြတ်သားပြီးနှစ်ကိုးတကိုးနဲ့အနိုင်ရရှိခဲ့ပြီး1955ခုနှစ် FA ဖလားဘောလူပွဲနောက်ပိုင်း ဝင်းပလီမှာအဓိကစုဖလားတစ်လုံးကိုပထမဆုံးချိန်ခိုင်မြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။လီဗာပူးတင်းဟာ PSG ကိုပယ်နတီဆုံးဖြတ်ကြောင်းရှုံးနိုင်ပြီးချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက်ဒီယာစီပထမဆုံးရယူနိုင်မဲ့စုဖလားအတွက်နယူကာဆယ်နဲ့လာရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။လီဗာပူးနေပြအန်စလော့က6-3ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးဂိုးပေါက်မှာကယ်လီဟာခန်းစစ်မှာကွမ်ဆာကိုနာတီဗန်ဒိုက်ရောဘတ်ဆန် ကွင်းလယ်မှာ Graven Bach, Michaelister, Soboslai, တိုက်ဆက်မှာ Salah, Jota, Luis Diaz တို့လိုအားအကောင်းဆုံးလူစင်းကိုပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ Newcastle ဘက်မှာတော့ဂိုးပေါက်မှာ Nick Pope, Trippier, Shaw, Van, Libramento, ကွင်းလယ်မှာ Bruno Gimarey, Tonali, Jolinton, တိုက်ဆက်မှာ Mafi, Vance, Isatto ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ယူကဆယ်တင်းကပထမပိုင်းအစောပိုင်းကတည်းကလီဗာပူးကိုဘောလုံးပိုက်ဆိုင်မှုအသာစီးနဲ့ဖိအားပေးကစားနိုင်ခဲ့ပြီးအန်စလော့ရဲ့အတင်းကအဝေးဘောတွေနဲ့တံပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။ပထမပိုင်း55မိနစ်မတိုင်ခင်အထိတစ်ဖက်နဲ့တစ်ဖက်ထိရောက်တဲ့ဂိုးပေါက်ချင်းချောက်မှုတွေမပြုလုပ်နိုင်ခဲ့တာကြောင့်သွင်းကိုတွေကိုမမြင်ခဲ့ရပဲပထမပိုင်းနောက်ဆုံးမိနစ်မှာယူကဆယ်တို့ဒံပန်းကြောင့်ဥဆောင်ဂိုးဆက်တင်ရရှိသွားခဲ့တာဖြစ်ပါတယ်။တောင်းကန်ဘောကနေ Trippier ကန်တင်ပေးပို့လိုက်တဲ့ဘောလုံးကို တန်ပန်းကမက်ကယ်လစ်စတာစီ ပြေးဝင်ခေါင်းခုံတိုက်ပြီးဂိုးပေါက်ထဲသွင်းယူသွားခဲ့တာဖြစ်ပါတယ်။လီဗာပူးတင်အတွက်ပထမပိုင်း45မိနစ်ဟာစိတ်ပျက်စရာဖြစ်ခဲ့ပြီးဂိုးပေါက်ကန်သွင်းမှုတစ်ချိန်မှတော့မပြုတ်လုံနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းပြန်ဆက်ဆခြင်းလီဗာပူးတို့ချစ်ပါကိုရဖို့တွန်းအားပေးလာခဲ့ပေမဲ့တကယ်တမ်းကိုရရှိခဲ့တာကနျူကာဆယ်ဖြစ်ခဲ့ပြီး52မိနစ်မှာအီဆက်ကဒန်ပန်းရဲ့ကန်ချက်ကနေရှံထွက်လာတဲ့ဘောလုံးကိုပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း ဘရူနိုဂီမာရီကဂိုးသမားရဲ့အရှိလူကျော်နေသားမှာရှိနေခဲ့တာကို မြင်တွေ့ခဲ့ရတာကြောင့်ဂိုးအဖြစ်သတ်မှတ်ပေးခြင်းမခံခဲ့ရတာပါ။ဒါပေမဲ့လည်းအလက်ဇန္ဒားအီဆက်ရဲ့ဂိုးသွင်းခြင်းစိတ်ကိုကြကြမတားဆီးနိုင်ခဲ့ပဲ52မိနစ်မှာပဲဂျေကော့မာဖီကလီဘရာမန်တိုရဲ့ဖြတ်တင်ပေးပို့မှုကနေခေါင်းတိုက်ချပေးလိုက်တာကိုအီဆက်ကအားပါပြင်းထန်တဲ့နီးကပ်မြင်မကြဘောကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ငကိုးအထိခွင့်ပြုခဲ့ရပြီးနောက်အက်စလော့ကအခြေစမ်းမပြနိုင်တဲ့ဂျူတာရဲ့နေရာမှာတာဝန်နှုတ်ညက် ကိုနာဒီနေရာမှာကတ်တစ်ဂျုံတို့ကိုထည့်သွင်းကစားစေခဲ့ပါတယ်။လူသားဝင်လာတဲ့ကတ်တစ်ဂျုံကဝင်ဝင်လာခြင်းမဲ့ခြေပတ်ကိုသွင်းယူနိုင်မဲ့အခြေအနေကောင်းကိုပိုင်ဆိုင်ခဲ့ပြီးဆိုဘူစလိုင်းရဲ့ပေးပို့မှုကနေပင်နတီဆက်ဝိုင်းနေရာကကန်သွင်းချက်ကိုနစ်ပုတ်ကလက်ဆွမ်းပြပို့ထုတ်ကွယ်သွားနိုင်ခဲ့တာကြောင့်ဂိုးမရခဲ့တာဖြစ်ပါတယ်။ကစားချိန်ပြေဖို့နီးလာလေလေလီဗာပူးကစားသမားတွေကနျူကာဆယ်ရဲ့ပယ်နတီအေရိယာနာမှာဝိုင်းလာလေလေဖိတ်ခဲ့ပြီးနာကျင်ချိန်ဖို့94မိနစ်မှာလူစားဝင်ကစားသမားချီရေးစားက အယ်လီယိုရဲ့ပေးပို့မှုကနေတံပန်းကိုဖျက်ကျော်ပြီးတန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာစီးကျက်တိုင်ကလူကျွန်လန်ထောင်ပြခဲ့ပေမဲ့လည်း VAR နဲ့အချိန်တော်ကြာပြန်လည်စစ်ဆေးခဲ့ပြီးနောက်မှာတော့ဂိုးကိုခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းဟာလက်ကျန်ပွဲကစားချိန်မိနစ်နဲ့ငယ်တွင်နောက်ထပ်ခြေပါကိုရဖို့အစွမ်းကုန်ကြိုးပမ်းခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပဲဒီရသည်နောက်ထပ်ဖလားတစ်လုံးကိုပါထပ်မံဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ခုလိုမျိုးတည်င်းတည်င်းတူတင်ဆက်မှုတွေကိုနှိမ့်တင်ကြည့်ရှုနားဆင်နိုင်မှုအတွက် ကျွန်တော်တို့ရဲ့ Sport Eduzi YouTube Channel လေးကို Like and Subscribe ပြုလုပ်ထားပေးကြပါဦးခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ